မင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထိမ့်မသာစကားအနေကျေးဇူးပါတယ်ဒီနေ့မှလည်းခါတိုင်းလိုပဲပေါ့နော်ဖင်စကားလေးတွေကိုကျွန်တော် live လို့ share ပေးတာဖြစ်ပါတယ်အလားပါလည်းဆိုတော့ကျွန်တော်ရှင်းနေတွေကကျွန်တော်တင်ထားတယ်ကွာရှင်းနေတွေကရှင်းနေတွေကကျွန်တော်တင်ထားတဲ့ပေါ့နော်အပုံလေးနဲ့ပေါ့နော်ထိုင်းစထိုင်းစာထိုင်းစကားလေးတွေကို live မှာတင်ထားတာရှိတယ်အဲ့ဒါတွေကိုဘယ်လိုတွေပြောလဲ သူ့ရဲ့အနေထားဘယ်လိုတွေပြောလို့ရလဲဘယ်လိုပုံစံမျိုးမှာတောင်းလို့ရလဲဆိုတော့ကျွန်တော်အခုလာပြီးတော့ share ပေးတာဖြစ်ပါတယ် sorry okay sorry ဘယ်တော့အာပြောတည်ပေါ့နော်ရှင်းနေရကျွန်တော်တင်လိုက်တာအာလူတွေကအဲ့ဒါဘယ်လိုတောင်းရလဲဘယ်လိုပုံစံတွေနဲ့ပြောရလဲဆိုတာကိုကျွန်တော်မမေးကြဘူးအမှန်တော့ကျွန်တော်မေးခိုင်းချင်တယ်ကွာအတားပါလဲဖူးဆိုတာဟုတ်တယ်ပြောတည်ပေါ့နော် ပြောတည်ပြောတော့ပြောတယ်ဆိုတဲ့အဓိပ္ပာယ်မှရှိပါတယ် ကဲအဲ့ဒါဖူးဆိုတာယူကျွန်တော်တို့ဘလိုဒီမှာတုံးလို့ရလဲဆိုတာတရားမှမမီဘူးကျွန်တော်ဆိုတာမိခိုင်းခြင်းတော့ကွာအဲ့ဒါဘလိုတုံးရလဲပေါ့နော်ဒါလေးကဘလိုပြောရပါသလဲပေါ့နော်အဲ့လိုမျိုးဒီမိခိုင်းခြင်းနဲ့အဲ့ဒါဆိုကျွန်တော်ပဲလာပြီးတော့ဖြည့်ပေးလို့ရတာပေါ့နော် comment လေးမှာရေးတော်လို့လည်းရတယ်အဲ့ဒါဆိုကျွန်တော်အခုလိုမျိုး video file လေးတွေလုတ်ပေးမှာပေါ့နော် okay ဖူးဆိုတာပါလဲဆိုတော့ပြောတော့ပြောသည်ပေါ့နော် okay အဲ့ဒါဘလိုပုံစံဒီဘလိုနေထားဒီမှာပြောလို့ရလဲဆိုတော့သူပြောတယ်ဆိုပါစို့ ူပြောတယ်ဆိုလို့ရှိရင်ခေါခေါဆိုတော့သူခေါဖူးဆိုလို့ရှိရင်သူပြောသည်သူပြောတယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အဲ့လိုမျိုးတွေပြောလို့ရတယ်နော်တကယ်လို့ကျွန်တော်ပြောတယ်ဆိုလို့ရှိရင်ကျွန်တော်ဆိုတော့ဖုံဖုံဆိုတော့ကျွန်တော်ဖုံဖူးကျွန်တော်ပြောတယ်ပေါ့နော်ခေါဖူးဆိုလို့ရှိရင်သူပြောတယ်အာတော့မဟုတ်ကိုကလူတယောက်ယောက်ကိုအာဖိုကတ်ထားမှာကွာအဲ့ဒါဆိုနာမည်လေးနဲ့ပြောပေါ့နော်ဘူ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 ဖူးဆိုလို့ရှိရင်ဘူဘူကပြောတယ်အဲ့လိုမျိုးနေသားတွေရှိပါတယ် ော်အဲ့လိုမျိုးနေသားလေးမှာတုံးလို့ရတယ်ဆိုတာအဲ့လိုမျိုးပုံစံလေးတွေပြောလို့ရတယ်နော်ဖူးဆိုတာခေါဖူးသူပြောတယ်ဖွန်ဖူးကျွန်တော်ပြောတယ်ဘူဘူဖူးဆိုလို့ရှိရင်ဘူဘူကပြောတယ်နော်လူနာမည်လေးတွေဖူကတ်ထားပြီးနာမည်လေးတွေတက်ပြီးတော့ပြောမယ်ဆိုအဲ့လိုပြောတယ်ပေါ့နော်အဲ့လိုမျိုးတုံးလို့ရတယ်ဖူးလည်းပြောပြီးသွားပြီးအဲ့လိုမျိုးတွေတုံးလို့ရဖူးလည်းပြောပြီးသွားပြီးရံမေးလေးဖူးပြောရသေးဘူး အဲ့လိုမျိုးတွေတုံလို့ရရင်တော့ဒါဒါလေးတွေကအဲ့လိုမျိုးပုံစံလေးတွေနဲ့တွဲပြီးတော့ပြောလို့ရတာဆိုတော့ဒါဒါဒါပြောမယ်ဆိုဘလို့ပြောမယ်ဒါကရိယာပေါ့နော်ကရိယာအခြေခံလေးတွေဖြစ်ပါတယ်အဲ့ဒါလေးတွေနဲ့တွဲပြီးတော့တုံလို့ရှိရင်စကစုလေးတွေဖြစ်တယ်နော်အဲ့ဒါကြောင့်ဖူးဆိုတာရိုးဘလို့ပြောလဲဖူးဆိုတာပြောသည့်အဲဘလို့တုံးအောင်မလဲဆိုတာတငယ်ချင်းတို့စဉ်းစားကောင်းစဉ်းစားနေလိမ့်မယ်အဲ့ဒါကိုကျွန်တော်ကစဉ်းစားစရာမလိုအောင်မိခိုင်းခြင်းနဲ့ဒါကပေါ့နော်ပုံလေးတွေ့လို့ရှိရင်ဒါကဘလို့ပြောလဲ အဲ့ဒါပြောတဲ့ပုံစံလေးကိုနည်းနည်းရှင်းပြပါလားဆိုလို့ရှိရင်ကျွန်တော်အခုလိုမျိုး video file လေးနဲ့လုပ်ပြီးတော့ရှင်းပြလို့ရတယ်လေကိုယ်တရားမှမမြင်ဆိုတော့နောက်ဆိုလို့ရှိရင်တူးလို့ရှိရင်နည်းနည်းမေးပါနော် okay နောက်တစ်ခုသွားမယ်ဒါလည်းတူတူပဲထွန်းနည်းတူပဲထားမေးမေးတာပေါ့နော်မေးတည်မေးတယ်ပေါ့နော်အဲ့ဒါဘယ်လိုဒီပြောမယ်ဆိုတော့ထားမ်ခေါင်းသူ့ကိုမေးထားမ်ဖုံကျွန်တော်ကိုမေးထားမ်အလိုက်ဘာမေးတာလဲအဲအဲ့လိုမျိုးတွေသုံးရရယ်နော် ถามจริงๆတကယ်မေးတာပါအဲ့လိုမျိုးစကလုံးလေးကိုအများကြီးပြောလို့ရတယ်เนาะถามဆိုတာถามเขาถามผมถามบูบู อ่าถามซูซูอ่านามนามเลเนี่ยตัดปอนเนาะซูซูมีบูบูมีဆိုလို့ရှိရင်ถามบูบูအဲ့လိုမျိုးပေါ့เนาะถามจริงๆဆိုတကယ်မေးတာပါဆိုတဲ့အတိတ်ပဲလေးပေါ့เนาะအဲ့လိုမျိုးတွေတွေ့သုံးလို့ရတယ်ဆိုတာတကယ်ရင်းလို့သိပါသလား မသိမေးပါနော်ပုံလေးယူနေကျွန်တော်ကျွန်တော်ကျွန်တော်ဒီဘူဘူထိုင်းလန်ကွီးဆိုတဲ့ channel လေးမှာပေါ့နော် follow မလို့ရတဲ့ရင် follow လုပ်သွားပြီးလို့ရှိရင်ကျွန်တော်တင်လိုက်တဲ့ပုံလေးတွေတွေ့လို့ရှိရင်အဲ့ဒါဘယ်လိုတွေမှတုံးလို့ရလဲဒီလိုပုံစံလေးတွေပြောလို့ရလားဆိုတော့တခါလေး comment လေးနဲ့ရေးလာလို့ရတယ်အခုပြောခိုင်းချင်တဲ့အတိတ်ပဲလေးညီမဆိုင်နဲ့ရေးလာပေါ့နော်ကျွန်တော်တွေးလို့ရှိရင်အဲ့ဒါကိုကျွန်တော်ဗီဒီယိုဖိုင်လေးလုပ်ပြီးတော့အတန်သွင်းပြီးတော့အခုလိုမျိုးပေါ့နော်တခါလေးရှင်းပြပေးမယ်ပေါ့နော်ကိုလည်း တီးရတာပေါ့နော်အဲ့ဒါကိုမေးလိုက်တဲ့ဟာကိုအားအဒါဒီလိုဒီလိုဒီလိုပုံစံလေးတွေတုံးလို့ရတယ်ဆိုတာပေါ့နော်ဒီမှာအင်္ဂလိပ်စာမျိုးမှာစာရေးပြထားတယ် time ဆိုတော့မေးတီပေါ့နော်မေးတီမေးသောပေါ့နော်အဲ့လိုမျိုးတွေပြောလို့ရတာဖြစ်ပါတယ်နော် okay အဲ့ဒါကိုဘယ်လိုပုံစံလေးနဲ့တုံးလို့ရလဲဆိုတာဘယ်လိုပုံစံလေးနဲ့တုံးလို့ရလဲဆိုတာအခုလိုမျိုးပေါ့နော်ပြောလို့ရတာဖြစ်ပါတယ်နော် okay ပြီးလို့ရှိရင်နောက်တစ်ခု နောက်တစ်ခုသွားမယ်နော် okay နောက်တစ်ခုက loud loud ဆိုတော့ပြောပြတာပေါ့နော်ပြောပြသည်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အဲ loud hey fang noi အဲအဲ့လိုမျိုးပေါ့နော် loud hey fang noi ဆိုနည်းနည်းပြောပြပါလားပေါ့နော်ပြောပြပြီးပါပေါ့နော် loud hey fang noi ဆိုပြီးတော့ပြောပြပြီးပါဆိုပြီးတော့ပြောတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် loud loud hey khaw fang ဆိုလို့ရှိရင် loud hey ဆိုတာပြောပြ khaw ဆိုသူ့ကို fang သူ့ကိုနားထောင်ခိုင်း လောက်ဟိတ်ခေါဖန်ဆိုလို့ရှိရင်သူ့ကိုနားထောင်သူ့ကိုပြောပြပေါ့နော်အဲသူ့ကိုပြောပြပြောသူ့ကိုနားထောင်ခိုင်းအဲအဲ့လိုမျိုးတိတ်ပဲကြီးရှိပါတယ်လောက်ဟိတ်ဖုံဖန်ဆိုလို့ရှိရင်ကျွန်တော်ကိုပြောပြပေးပါပေါ့နော်ကျွန်တော်ကိုပြောပြပေါ့နော်ကျွန်တော်နားထောင်မယ်အဲအဲ့လိုမျိုးနေထားဒီမှာတုံးလို့ရရင်နော်လောက်ဆိုတာလောက်ပဲဆိုလို့ရှိရင်ပြောပြတီးပြောပြတော့အဲတုံးမဟုတ်လောက်ဆိုတာနောက်တစ်ခုတုံးလို့ရရင်နော်အဲ့ဒါပါလဲဆိုတော့အရက်ရက်တွေကိုလောက်ဆိုပြီးတော့ခေါ်ပါလေပိစူလောက်ဆိုလို့ရှိရင်ရက်တော့ဝဲတာအဲ့ဒါကတော့ရက်ပေါ့နော် ซื้อเหล้ากินเหล้าอ่าไอ้เหล่านี้ป่ะเนาะถ้า2မျိုးต้มลงได้เนาะตบบ้องมาดูทีมาได้ติชินาเลยရှိလို့ရှိရင်คอมเมนต์มาမေးတော့ပါเนาะကျွန်တော်ลาပြီးတော့ဖြည်းဖြည်းပြไปပါမယ်โอเคနောက်တစ်ခုตามมั้ยตอบตอบဆိုတော့ဖြည်းတာကိုပြောတာဖြစ်ပါတယ်เนาะอ่าตอบฉันฉันဆိုတော့จบตอบဆိုဖြည်းငေါ့ဖြည်းပေါ့เนาะตอบฉันอ่าไอ้เหล่านี้ต้มลงได้ อบเขาตู้ผีไล่อ่าไอ้เหล่านี้ปะเนาะ ตอบหน่อยเนเน่ผีไปบ่าไอ้เหล่านี้ต้องรู้อย่างเนาะ ตอบหน่อย ตอบสร้าผีเราก็เปล่าဖြစ်ပါတယ်ตอบဆိုပြီးတော့ပြောရင်ဘူးမသိမှာမဟုတ်ဘူးเนาะဘာကြီးလဲตอบဆိုဘာကြီးလဲပေါ့เนาะအဲ့လိုဖြစ်သွားမယ်ကိုကစကားကိုစက်မို့လို့တယ်เนาะตอบเขาตู้ผีไล่อ่าตอบผมကျွန်တော်ผีအဲ့လိုမျိုးဒီပဲလေးတွေတောင်းရအောင်เนาะ တော့မဟိန်နိုင်နည်းနည်းဖြည့်ပေးပါဟောနော်အဲအဲ့လိုမျိုးဒီဒါကတော့အမေးရှိမှဖြည့်လို့ရတဲ့စကားပါနော်အမေးမရှိဘဲနဲ့တော့တော့ဖြန်းဘောနော်အဲ့လိုတော့လုပ်လို့မရဘူးကွာအမေးအီးမေးသူကမဖြည့်မဖြည့်ဘူးဆိုတော့မှတော့ဖြန်းငါ့ကိုဖြည့်ပေးငါ့ကိုဖြည့်ဘောနော်အဲ့လိုမျိုးဒီမှာတုံးလို့ရတယ်နော်โอเคနောက်တစ်ခုသွားမယ်အာနောက်တစ်ခုကဒါရှင်းပြတီပေါ့နော်ရှင်းပြတီဆိုတာ အတိပိုင်အတိပိုင်ဆိုတာရှင်းပြတာကိုပြောတာဖြစ်ပါရင်တော့အာဘလိုရီရှင်းပြအောင်မယ်ပေါ့နော်အတိပိုင်ဟိုင်းနော်ဆိုလို့ရှိရင်ဥပမာအနေနဲ့ပေါ့နော်ပြောမယ်ဆိုရင်အတိပိုင်ဆိုတာရုပ်ဘလိုပြောမယ်ဆိုတော့အတိပိုင်ဟိုင်းနော်ဆိုလို့ရှိရင်နည်းနည်းရှင်းပြပေးပါပေါ့နော်အဲ့လိုမျိုးတွေပြောလို့ရတယ်အာနောက်ပြီးတော့ activation ဆန်ဆိုတော့ကျွန်တော်ကျုပ်နော် activation ဆိုလို့ရှိရင်ငါ့ကိုရှင်းပြပေးအဲ့လိုမျိုးပေါ့နော် activation ဟဲ့ခေါဖန်း อธิบายให้เขาฟังสรุปชินอธิบายให้เขาฟังสรุปชินตู้ရှင်းပြဘောเนาะตู้ရှင်းပြไปไล่สุดะอธิบายရှိပါတယ်ตู้ရှင်းပြสุดะอธิบายဖြစ်ပါเนาะอธิบายให้เขาฟัง อธิบายให้ผมฟังสรุปชินอธิบายสรอ่ะရှင်းပြတာပြောတာอธิบายให้ผมฟังสรุปชินကျွန်တော်ဘောเนาะလာထောင်ဘောเนาะရှင်းပြไปဘောเนาะအဲ့လိုမျိုးနေထားလေးမှာရှိပါတယ်อธิบายเลยสรอ่ะจ้ะတော့ရှင်းပြလိုက်တော့ အတိပိုင်လေအတိပိုင်လေဆိုတာရှင်းပြလိုက်တော့အဲ့လိုမျိုးနေထားဒီမှာတော့ရရင်နော်သူအများနောက်ထပ်အများကြီးပြောလို့ရရင်နော်ဟိုကစကားစူးစူးတမ်းမှုပဲလိုတယ်โอเคဟုတ်ကဲ့ပါဒီနေ့မလို့ထင်ပါတယ်โอเคဒီနေ့ဗီဒီယိုဖိုင်ရတော့ဒီလောက်ပါပဲနော်သိချင်တာလေးရှိလို့ရှင် comment မှာရေးသွားလို့ရရင်နော်ကိုမေးချင်တာလေး comment မှာရေးသွားပါကျွန်တော်အားလို့ရှင်ကျွန်တော်ဗီဒီယိုဖိုင်လုပ်ပြီးတော့လာပြီးတော့တင်ပေးမှာဖြစ်ပါတယ် အဆင်ပြေမယ်လို့ထင်ပါတယ်နော်အားလုံးကျေနပ်မယ်လို့ထင်ပါတယ်အားလုံး thank you ပါ follow မလို့ရတင် follow လုပ်သွားပါလို့ပြောချင်ပါတယ်ဟိုထိုင်းလိုက်ပြီပါခပွန်းခါ bye bye